2015ခုနှစ်မေလ12ရက်နေ့မှာအိန္ဒိယနဲ့ပါကစ္စတန်စစ်ပဆိုင်ရာညွန်ကြားရေးမှူးချုပ်ဒုကနောက်ဆုံးအပြစ်ခံရဆဲကြောင်းကြေညာပြည်ကတဲ့က၎င်းတို့ရဲ့ဖရောင့်ဆုံတရားဝင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကတော့ထိန်းချုပ်ရေးမြင့်နဲ့နိုင်ငံတကာနေဆမြင့်တဲ့လျှောက်အခြေအနေကိုတည်ငြိမ်စေရန်ကူညီရန်ဖြစ်ပါတယ်။အရာရှိနှစ်ဦးဖြစ်တဲ့အိန္ဒိယစစ်သားဒုတိယဗိုလ်ချုပ်ကြီးရာဂျစ်ဂါနဲ့ပါကစ္စတန်စစ်သားမဗိုလ်ချုပ်ကာစစ်အဗ်ဒူလာတို့ကဒိုင်ယက်ဟော့လိုင်းမှာဆင်းစကားပြောဆိုခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ပြောဆိုမှုအတွင်ပါကစ္စတန် DGM က၎င်းတို့ရဲ့စစ်တပ်ကအပြစ်ခံရဆဲရေးတဘောတူညီချက်ကိုလိုက်နာပြီးထပ်မံမချိုးဖောက်ရန်ကြေပြုခဲ့ပါတယ်။အပြစ်ခံရဆဲရေးကို2025ခုနှစ်မေလ10ရက်နေ့မှာအမေရိကန်ပြည်ထောင်စုကူညီပေးခဲ့တဲ့အပြစ်ခံရဆဲရေးကြေညာအပြီးမှာဤစုနှစ်ဘက်ကနေစာဖြတ်ကျော်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးယင်းအဖြစ်အခရဆဲရေးကြောင့်လူ9ခုနဲ့90နီးပါးတိဆိုပြီးနှစ်30အတွင်းမှာအမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပါတယ်။ ပါဟဲဂန်နဲ့ဂျမူပါကက်ရှမီးယားတို့မှာဂျမ်ဖဲတိုက်ခိုက်မှုဖြစ်ပေါ်ပြီးတဲ့နောက်မှာအိန္ဒိယအရသာ26ဦးတည်ဆုံးခဲ့ပါတယ်။တိုက်ခိုက်သူတွေကတော့ပါကစ္စတန်မှာခြေဆက်တဲ့စစ်သွေးကြားဖြစ်ကြောင်းအိန္ဒိယကပြောကြားတော့လည်းပဲပါကစ္စတန်ကရင်းအချက်ကိုညှင်းဆိုပါတယ်။တုတ်ပြတဲ့အနေနဲ့အိန္ဒိယကလီတာစကန်နဲ့ကာကွယ်ရေးစကန်အပါအဝင်ပါကစ္စတန်စစ်စကန်၁၇ခုကိုတိုက်ခိုက်ဖြစ်စီတဲ့ operation စင်တော်ကိုဆက်တင်ခဲ့ပါတယ်။ ပြစ်ခါရဆယ်ရဆက်တင်ခဲ့တော့လေအပြစ်ခါရဆယ်ပြည်မကြမီမှာပဲပါကစ္စတန်ကအမြောက်များနဲ့ပြစ်ခါခဲ့တယ်လို့အိန္ဒိယပြောကြားခဲ့တယ်။ချိုးဖောက်မှုတွေပုံများလာရင်အိန္ဒိယကပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့အိန္ဒိယရာရှိတွေကတတိပေးထားခဲ့ပါတယ်။အိန္ဒိယဝန်ကြီးချုပ်နာရန်မိုဒီက၎င်းတို့ရဲ့စစ်ရေးလှုပ်ဆောင်မှုတွေကိုခဏရပ်ထားကနောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်လာပါကပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ အပြစ်ခါရဆေးရစီစီရမှာမိကန်ပြည်တော်စုကအရေးပါတဲ့အခိုင်အနာပါဝင်ခဲ့တယ်လို့တမနာဒေါ်နယ်ထရန့်ကအဲ့ဒီအတွက်ဂုဏ်ယူစွာပြောကြားခဲ့တယ်။ဒါပေမဲ့လည်းအိန္ဒိယကပါကစ္စတန်ကဆက်ခဲ့တဲ့စစ်ကအိန္ဒိယနဲ့ပါကစ္စတန်ကြားဒိုင်းရိုက်ဆွေးနွေးမှုရဲ့ရလာဖြစ်တယ်လို့အိန္ဒိယကပြောကြားခဲ့ပါတယ်။လော်လော့ဆယ်မှာအပြစ်ခါရဆေးရကတော့စီနေတုံးပါပဲ။နိုင်ငံစလုံးကတော့၎င်းတို့ရဲ့လေပိုင်နဲ့ကိုထမှန်ဖွင့်လှစ်ခဲ့ပြီးတော့အရာပဲလေကြောင်းတွေကိုလည်းဆက်လက် လှုပ်ဆောင်ခွင့်ပြုခဲ့ပါတယ်။သို့တော်လည်းတင်မောင်မှုရဲ့မြင့်မားနေဆက်ဖြစ်ပြီးအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံစလုံးကနေဆက်တဆောက်နေချမ်းကြီးကိုထိသိမ်းလိုကြပြီးတတိထားတဲ့တော်လည်းပဲနေချမ်းကြီးကိုမျောလင့်နေကြပါတယ်။